ုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ဒီ site ကလေးကိုမပြခင်မှာကျွန်တော်ရဲ့မမအဖွဲ့ဝင်တွေအားလုံးကိုအနုညွတ်တောင်းပန်အပ်တယ်နော်အရင်အနုညွတ်တောင်းပန်ပါတယ်လို့နော်ဘာလို့ဆိုဒီ site ကကျွန်တော်မမကတ်ထဲမှာပါမသွားဘူးနော်ဒီကနေ့ကျွန်တော်အဖွဲ့ဝင်တွေကဆိုလို့ကိုမင်းတယောက်ပဲနော်ကျွန်တော်လည်းအပြင်မှာလက်ဖိတ်တိုင်းမှာအတူတူထိုင်ဖြစ်တဲ့ကိုမင်းတယောက်ပဲဒီ site ကိုကြည့်ရလို့အဖွဲ့ဝင်တွေကကိုမင်းတယောက်ပဲပောက်တယ်နော်အဖွဲ့ဝင်တွေအားတွေကကိုမင်းပဲပောက်တယ်နော်ကိုမင်းကတော့ဒီမှာသူ လုံသားတွေရက်ကိုခွင့်ရတာနဲ့ကျွန်တော်ရှိတဲ့မျိုးကိုသူပြန်ရောက်တာနဲ့ကျွန်တော်တို့တစ်ဖက်တိုင်းမှာတိုင်ပြတာနဲ့เนาะ तू က IT cycle ကိုကြည့်လိုက်ရတော့ तू က तू တယောက်ပဲပေါက်သွားเนาะကျွန်တော်အဖွဲ့ဝင်အားလုံးကိုအနှွံ့ညွံ့မတောင်းမှန်းနဲ့เนาะကျွန်တော်ရဲ့ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့်ဒီကဏ္ဍကမှန်မှန်ကတ်ထဲမှာပြီးခဲ့တဲ့ဘက်ကပါမသွားဘူးเนาะဟုတ်ကဲ့အားလုံးကြည့်ရအောင်เนาะကျွန်တော်တို့2020မှာတဲ့6နောက်ပိတ်เนาะ6နောက်ပိတ်6နောက်ပိတ်က6ပိတ်ထွက်တယ်เนาะအဲ့6ပိတ်ထွက်တော့မယ်ဆိုလို့ရှိရင်တဲ့ तू က3နောက်ပိတ်6ထိတ်လို့ထောက်ပြီးကမ်းမှာ 6ပြည့်ထွက်တာအဲ့3ည6ဒီ6ဖြစ်တဲ့အတွက်အဲ့6ပြည့်ထောက်လာเนาะ6ပြည့်ထွက်တာเนาะ6ပြီးတော့2020ပြီးတော့2021မှာ6ပြီးတော့ခွန်နောက်ပိတ်ပေါ့เนาะ6ပြီးတော့ခွန်နောက်ပိတ်အဲ့ခွန်နောက်ပိတ်ကြောင်းနဲ့ခွန်နောက်ပိတ်ကစားမှာခွန်ပရိတ်ထွက်တယ်เนาะအဲ့ခွန်ပရိတ်ထွက်တယ်ဆိုလို့ရှိရင်အဲ့ခွန်ပရိတ်ထွက်တော့မယ်ဆိုရင်ねပထမကမှာ3ည6အခုဒုတိယကမှာ10နောက်ပိတ်နဲ့6ထိတ်1ချက်เนาะအဲ့တစ်ချက်ပေါင်းရင်ခွန်ဖြစ်တဲ့အတွက်ခွန်ပရိတ်ထွက်တယ်เนาะဟုတ်ပြီဒါဆိုတတိယက6ပြီးပြီးခွန်ပြီးပြီးဆိုတော့10ပေါ့เนาะစီနီယာလာမှာเนาะ6ခွန်10စီနီယာလာမှာနောက်နေ့ကျတော့10နောက်ပိတ်အဲ့10နောက်ပိတ်ကပေးမှာ ပရိရှိထွက်တယ်နော်သူပရိရှိထွက်တော့မှဆိုရင်ပထမကံမှာ36ဒုတိယကံမှာ17အခုတတိယကံမှာ26ထောက်အဲ့26ပေါင်းရင်10ဖြစ်တဲ့အတွက်ပရိရှိထွက်တာနော်ဟုတ်ပြီနော်6ခွန်ရှိတယ်နော်6နောက်ပိတ်ဆောင်မှာပရိ6ခွန်နောက်ပိတ်ဆောင်မှာပရိခွန်7နောက်ပိတ်ကဆောင်မှာပရိရှိနော်အဲ့ဒီလိုထွက်ပြီးရတယ်အဲ့6ခွန်7ကိုပြောင်းမြန်လာရင်နော်6ခွန်7ပရိကိုပြောင်းမြန်လာနိုင်ရင်သူ့အောက်မှာ7ပရိခွန်ပရိ6ပရိဆိုပြီးတော့သူက 6.6ပြောင်းပြန်ပြန်နှံ့နော်6.6ကိုပြောင်းပြန်လှမ်းပြီးတော့6.6ဆိုပြီးတော့အောက်မှာ break တွေလိုက်ထွက်တယ်နော်အဲ့ဒီလိုထွက်လိုက်တာနဲ့ break နေတယ်အဲ့ break နှစ်ခုပေါင်းခြင်းနော်ဒီ break နှစ်ခုပေါင်းခြင်းဒီတဲ့7လေးနော်ဒီ break နှစ်ခုပေါင်းခြင်းဒီ၄ဖြစ်တဲ့အတွက်သူ့ဘေးမှာ break set လေးကိုပုံတွေကစားပေးရတယ်နော် break set လေးကိုပုံတွေကစားပေးရဟုတ်ပြီနော်အဒုတိယကံမှာလည်းဒုတိယတိုင်းပဲတဲ့ con break နှစ်ခုပေါင်းခြင်း၄အဲ့၄ကြောင့်ဒီ break မှာ break လေးကိုပုံတွေကစားပေးရ၄၄6နော် အဲ့တတိယကမှလည်းဒီတိုင်းပဲလေ shift brake ကမှ6 brake လိုက်တဲ့အတွက်အဲ့8နဲ့6နဲ့ပေါင်းခြင်း shift brake နဲ့6 brake နဲ့ပေါင်းခြင်း၄ brake အဲ့၄ brake လေးဒီဘေးမှာ brake လေးပုံဒီလိုက်ပေးရတယ်လေးနော်အဲ့လို brake လေးလိုလိုက်လိုက်တာ ਨੇ တဲ့သူကပထမကတ်ကိုပြန်သွားမယ်နော် shift brake နဲ့6 brake နဲ့ဒီ6 brake နဲ့ shift brake နဲ့6ခွန်8ကို8ခွန်6ဆိုပြီးတော့ပါဝါလှမ်းထားတာနော် brake ကအောက်မှာပြောင်းမြန်လှမ်းထားတာနော်6ခွန်8ကို8ခွန်6ပြောင်းမြန်လှမ်းထားတာအဲ့ကြောင့်အဲ့ brake နဲ့ခုပေါင်းခြင်း၄ဒီတဲ့၄လို၄ brake လိုကြာရည်တာ ਨੇ တပြိုင်တည်းတဲ့သူကခါးနှလုံးဒီကို ခါသုံးလုံးဒီကိုပါတဲ့လေးဘရိတ်လိုကြာလိုက်တာနဲ့အဲ့လေးဘရိတ်ကိုအခြေခံပြီးတော့မှခါသုံးလုံးဒီကိုတဲ့နောက်ထောင်သုံးလုံးဒီတုံညာတဲ့ထိတ်ထောင်သုံးလုံးဒီခွန်နဲ့ကိုးတုံညာခွန်ဆိုတော့ကနနောက်နှစ်ကိုဒဲလိုက်ပေါက်တယ်နော်နောက်နှစ်ကိုဒဲလိုက်ပေါက်တယ်သူပေါက်တော့မပြီးမှဘယ်ချိန်ပေါက်လဲဖမ်းပြမယ်ဗျာနော်ပြီးမှဘယ်ချိန်မှာပေါက်လဲဆိုတော့ဖမ်းပြမယ်နော်သူပေါက်ပြီးဒုတိယကတ်မှာလည်းသူဒီတိုင်းပဲတဲ့ဘရိတ်ခွန်ခုနောက်ပြီးကတော့မှဘရိတ်ခွန်ထွက်တယ်အဲ့ကွန်ဘရိတ်နှစ်ခုပေါင်းခြင်းဒီလေးဖြစ်တဲ့အတွေ့တဲ့နော်အဲ့ဘရိတ်နှစ်ခုပေါင်းခြင်းဒီလေးဖြစ်တဲ့အတွေ့ဘရိတ်လေးဒီမှာပုံသေးလိုက်တယ်အဲ့ဘရိတ်လေးလိုလိုက်တာနဲ့ခါ ခါထောင်သုံးလုံးဒီ9တဲ့နောက်ထောင်သုံးလုံးဒီ3ညထိထောင်သုံးလုံးဒီ4တဲ့9တုံညာ4ဆိုတဲ့ကဏ္ဍနောက်နှစ်ကိုတဲလိုက်ပေါက်တယ်နော်နောက်နှစ်ကိုတဲလိုက်ပေါက်တယ်သူတဲလိုက်ပေါက်ပြီးရတယ်အခုတတရကတ်မှလည်းသူဒီတိုင်းပဲလေရှင်းနောက်ဝေခဲ့ပေးမှာဘရိတ်ဇောင်းမှာဘရိတ်ရှစ်ထွက်ပြီအဲ့ဘရိတ်ရှစ်နဲ့အောက်ကဘရိတ်6နဲ့ပေါင်းရင်းဒီ4ပဲတဲ့နော်အဲ့ဒီ4ကြောင့်ဒီမှာ4နောက်ပဲဘရိတ်4ကိုပုံတည်ကစားရတယ်ဘရိတ်4ပုံတည်ကစားရတာနဲ့တပြိုင်နက်တည်းတဲ့သူကခါထောင်သုံးလုံး1တဲ့နောက်ထောင်သုံးလုံး4တဲ့ထိထောင်သုံးလုံးက5ပါတဲ့အဲ့1 4 5ဆိုတဲ့ကဏ္ဍဒီနှစ်ကိုအခုနှစ်ထဲကိုတဲလိုက်ပေါက်ပါမှာနော်ဒီမှာ ဟုတ်ပြီနော်အဲ့တော့ဘယ်ချိန်မှာပေါ့လဲဆိုတော့ပထမကတ်မှာ तू อ่ะဘရိတ်လေးထောက်ထားပြီးတော့มาတဲ့ခါထောင်သုံးလုံးอ่ะကိုနောက်ထောင်သုံးလုံးတုံညာထိထောင်သုံးလုံးခုံကိုတုံညာခုံဆိုတော့ကဏ္ဍပေါက်တော့မယ်ဆိုရင်တဲ့ तू อ่ะသူ့ရဲ့ပုံမှာဒီမှာငါးထိပ်နော်သူ့ရဲ့ပုံမှာငါးထိပ်စောင်း30ဖြတ်တယ်နော်ပြီးအဲ့ငါးထိပ်ကအောင်မှာ၄ထိပ်ပထမကတ်မှာ၅ထိပ်ပေါ့ဒုတိယကတ်မှာ तू อ่ะ၄ထိပ်ဖြတ်သွားမယ်နော်တတိယကတ်မှာ၃ထိပ်ဖြတ်မယ်နော်စီနီယာတွေပဲလာမှာနောက်ဒုတိယငါးထိပ်အဲ့ငါးထိပ်ကအောင်မှာ तू อ่ะ၄ထိပ်နော်၄ထိပ်ဒီနှလုံးပေါင်းရင်ကိုပေါ့နော် ီဇောင်းတဆယ်ဖြစ်တယ်ဒီနေတော့မောင်ကြီးကကိုအဲ့ကိုရဲ့အောက်တပွဲကြုံမှာ6ထိပ်ကြာအဲ့6ထိပ်ဒီ6ထိပ်ကနက်ခတ်၈သူ့ရှင်းနေမှာ9ထိပ်ထောက်တာမဟုတ်เนาะအဲ့တော့မကိုနက်ခတ်6ထိပ်လို့ကြာပြီကမှာသူ့ရဲ့အောက်တပွဲကြုံမှာအဲ့ကိုတုံညာခွန်ပေါက်တာเนาะကိုတုံညာခွန်ပေါက်တယ်ဒုတိယကတ်သူကအဲ့တိုင်းပဲဒုတိယကတ်ဒီမှာလည်းပဲသူကဗရိတ်လေးလို့ကြာကြာလိုက်တာနဲ့ခါထောင်သုံးလုံးကနောက်ထောင်သုံးလုံးတုံညာထိပ်ထောင်သုံးလုံးလေးငါးတုံညာလေးဆိုကနေနောက်နေ့ကိုလိုက်ပေါက်တော့မယ်ဆိုရင်ねပထမကတ်မှာတော့သူက9ထိပ်ဒုတိယကတ်မှာကျသူက4ထိပ်เนาะ4ထိပ်ကိုဇောင်းတဆယ်ဖြတ်ထားတယ် အဲ့မှာ तू ၄ထိတ်ခဲ့အောင်မှ၅ထိတ်နော် तू စီနီယာတွေလာတာပထမကတ်မှာ၅ဒုတိယကတ်မှာ၄တတိယကတ်ကြာလို့ရှင်၃နဲ့လာမှာဒီ၃နော်အဲ तू အောင်မှာကြာတော့၄နာပွဲ၄ထိတ်၅ထိတ်နော်၅ထိတ်အဲ့တော့ဒီနှလုံးကိုတဲ့နော်ဒရီဆောင်းကလည်း30ဖြစ်ရမယ်ဒီနှလုံးကိုအဲ့ကိုအောက်တပွဲကျော်မှမှာ6ထိတ်ကြရမှာအဲ့6ထိတ်ပဲ10နှစ်မှာသူကကို6ကိုနှစ်ခါ6လို့ထောက်ပြီးကံမှာအဲ့အောက်တပွဲကျော်မှာအဲ့9တုံညာလေးဆိုတဲ့ခဏန်းကိုရိုက်တာနော်ဒီနှလုံးက6ပုံလေးဖြစ်တယ်နော် ုပုံတွေဖြစ်တယ်ဇောင်းက30ဖြစ်တယ်နော်ဖြစ်ပြီးတာနဲ့သူ့အောက်တပွဲကျော်မှာ6ထိပ်ထွက်တယ်ကိုယ်နှစ်ခါ6ထိပ်ဖြစ်ရမှာအဲ့ဒီအောက်တပွဲကျော်မှာမှအင်္ဂါသုံးညာလေးထွက်တာနော်ဟုတ်ပြီဒါဆိုတတရကတတရကဒီမှာဗရိတ်နှစ်ခုပေါင်းရင်း၄သည်၄ဗရိတ်ဖြစ်ပြီ၄ဗရိတ်လို့ဖြစ်လိုက်တာနဲ့တူခါသုံးလုံးထောင်၁နောက်ထောင်သုံးလုံး၄ခါသုံးလုံးထောင်၁နောက်ထောင်သုံးလုံး၄ထိပ်ထောင်သုံးလုံး၅၁၄၅ဆိုတော့ကနနောက်နှစ်ကိုလိုက်ပေါက်တော့မယ်ဆိုလို့ရှိရင်နဲ့နော်ဒီမှာ၁၄၅ပေါက်တော့မယ်ဆိုရင်တူပထမကမှာ၅ထိပ်ဒုတိယကမှာ၄ထိပ်အခုတတရကမှာ၃ထိပ်နော် နောက်အောက်အောက်မှာကြတော့ပထမကမှာ၄ထိပ်ဒုတိယကမှာ၅ထိပ်အခုဒီတတိယကမှာ၆ထိပ်เนาะအဲ့လိုဖြစ်လိုက်တာ ਨੇ ဒီကောင်မှာ၉เนาะဒီဆောင်းက10ပဲเนาะ၉၉ပုံလေး10ပုံလေးเนาะအဲ့ရဲ့အောက်တပွဲကျော်မှာမှာ၆ထိပ်အဲ့၆ထိပ်အဲ့၆ထိပ်ဒီလည်းပဲ၉ထိပ်ကနှက်ခါ၆ထိပ်လို့ထောက်ထားရမှာထောက်ထားပြီးမှသူ့ရဲ့အောက်တပွဲကျော်မှာအဲ့တလေးကတဲလိုက်ပေါက်တာเนาะဟုတ်ပြီเนาะအဲ့တလေးကတဲလိုက်ပေါက်တယ်ပေါက်ပြီးတာ ਨੇ တဲ့သူကเนาะဒီဘရိတ်လေးเนาะခါထောင်တုံတုံ၉နောက်ထောင်တုံတုံ၃ညာထိထောင်တုံတုံ၇ဘရိတ်လေးကြလိုက်တာ ਨੇ ခါထောင်တုံတုံ၉နောက်ထောင်တုံတုံ တုံညာထိတ်တောင်တုံလုံးခုံကိုတုံညာခုံဆိုတော့ကဏ္ဍဒီမှာပောက်ပြီးတာနဲ့တပြိုင်နက်တည်းတည်းသူ့အောင်မှာကိုတုံညာခုံကိုတပောက်လျှော့ပြီးကိုတုံညာ၆ဆိုတော့ကဏ္ဍထပ်ပြီးတော့လိုက်ပောက်တာနော်ကိုတုံညာရှည်ရွယ်ကိုကိုတုံညာရှည်ရွယ်ပဲနောက်ဘက်ကိုတပောက်လျှော့ပြီးတော့ထိတ်စီနောက်ဘက်ခုံကိုတပောက်လျှော့တော့၆နောက်ဘက်နဲ့ကိုတုံညာ၆ပောက်တာနော်ဒုတိယကံမှာလည်းသူဒီတိုင်းပဲနော်ဒုတိယကံမှာလည်း၅တုံညာ၄ဆိုတော့ကဏ္ဍပောက်တယ်နော်ပရိလေးပုံတွေထောက်တယ်ပရိနှစ်ခုပါမြင်လေးဖြစ်တဲ့အတွက်ပရိလေးပုံတွေထောက်တယ်ထောက်ပြီးရတယ်သူကခါထောင်လုံးလုံးကနှာထောင်လုံးလုံးတုံညာထိထောင်လုံးလုံး၄၅တုံညာ၄ဆိုတော့ကနေနောက်နှစ်ကိုလိုက်ပောက်တယ် မင်းတို့ကငါးသုံးညာလေးလိုက်ပေါက်ပြီးရတဲ့ဘိုင်းနဲ့တဲတဲ့နောက်ဘက်ကြာလို့ရှိရင်ဒီဘက်မှာငါးသုံးညာလေးကိုတစ်ပေါက်လျှော့ပြီးတော့ငါးသုံးညာသုံးဆိုတဲ့ကဏ္ဍပေါက်တာနော်ရှင်းငါးသုံးညာတွေငါးသုံးညာတွေပဲထက်တယ်လေးနောက်ဘက်ကိုတစ်ပေါက်လျှော့ပြီးတော့၃နောက်ဘက်နဲ့ငါးသုံးညာသုံးဆိုပြီးပေါက်တာနော်ဒုတိယကအခုတတိယကမှလည်းဒီတိုင်းပဲဗရိတ်နှစ်ခုပေါင်းရင်၄ဖြစ်သွားတယ်နော်အဲ့၄ဖြစ်တဲ့အတွက်၄ဗရိတ်ပုံတွေထွက်တယ်၄ဗရိတ်ပုံတွေထွက်တာနဲ့ခါရောင်၃၃၁နောက်ထောင်၃၃၄ထိထောင်၃၃၅တိလေး၅ဆိုတဲ့ကဏ္ဍနောက်နှစ်မှာလိုက်ပါဘူး ်သူပောက်တော့မယ်ဆိုရင်လည်းဆိုတော့ကိုနာခတ်6ထိပ်လို့ထောက်ပြီးတော့အောက်တပွဲကျော်မှာပောက်တယ်နော်သူပောက်ပြီးတာနဲ့တဲ့သူကအဲ့1 4 5ကိုတပောက်လျှော့ပြီးတော့1 4 4ဆိုတဲ့ကဏ္ဍထွက်ရမှာနော်နော်1 4တွေက1 4ရှိတွေက1 4ရှိတွေပဲ9နောက်ပိတ်ကိုတပောက်လျှော့ပြီးတော့6နောက်ပိတ်နဲ့1 4 4ဆိုတဲ့ကဏ္ဍထွက်တာနော်ဒါပထမဒုတိယတစ်မျိုးကဒါပထမတဏီနော်ဒုတိယတဏီကဘယ်လိုစဉ်းစားလို့ရလဲဆိုအဲ့ကိုတုံညာခုံဆိုတဲ့ကဏ္ဍထက်ထွက်ပြီးလို့ရှိရင်တဲ့သူကကိုတုံညာရှိတွေကကိုတုံညာရှိတွေပဲပြန်ကြတယ်ကြပြီးရတယ်အဲ့ကိုတုံညာတွေနောက်ပိတ်ခုံနဲ့ဒီ၃လုံးပေါင်းလိုက်တာနော်ဒီ၃လုံး2ခုံခုံဆိုတော့၃လုံး6 ကိုယ်တုံညာရှည်တွေကကိုယ်တုံညာရှည်တွေပဲနှစ်ခုံခုံပေါင်းရင်6က6နောက်ပိုင်းနဲ့ကိုယ်တုံညာ6ဆိုတဲ့ကဏ္ဍလိုက်တယ်ပထမကံမှာဒုတိယကံမှာ9တုံညာလေးထွက်ပြီးတာနဲ့တဲ့9တုံညာရှည်တွေက9တုံညာရှည်တွေပဲနော်အဲ့ဒီ9တုံညာရှည်တွေတွန့်နေတဲ့နောက်ပိုင်းနဲ့ဒီ3လုံးပေါင်းလိုက်တာတုံညာ6လေး3ဟာ3နောက်ပိုင်းနဲ့9တုံညာ4ကို9တုံညာဒီ3လုံး3နဲ့9တုံညာ3ဆိုပြီးပေါက်ခဲ့တာနော်ဒါဆိုရင်ခုတတိယကံမှာ1လေးလေးမဟုတ်ခဲ့လို့ရှင်တဲ့နော်1လေးရှည်တွေက1လေးရှည်တွေပဲပြန်ကြမယ်ကြပြီးတာနဲ့ ဒီသုံးလုံးခောက်လိုက်တဲ့၃ညเนาะအဲ့၃ညဒီ၃ညနောက်ပိတ်နေတလေး၃ညเนาะအဲ့တော့တလေးလေးဒက်တလေး၃ညเนาะတလေးလေးနဲ့တလေး၃ညနှစ်ကွက်ပေါ့เนาะဒက်နှစ်ကွက်ကိုထုတ်ပြလိုက်တယ်ကြိုက်တဲ့လူကထိုးတာပါမကြိုက်တဲ့လူကရှောင်းသွားပါเนาะဒီရှည်ရွက်ကကိုနောက်ပိတ်တဲ့နှစ်တွေထဲမှာရှည်ရွက်ထက်တယ်เนาะဒီကိုနောက်ပိတ်တဲ့နှစ်ထဲမှာတဲ့ကိုနောက်ပိတ်တဲ့နှစ်ထဲမှာရှည်ရွက်ထက်တယ်ဒီမှာเนาะတစ်၃ညရွဲကိုတစ်၃ညရွဲဆိုပြီးတော့ရှည်ရွက်ထက်ကစားခဲ့ပဲเนาะနောက်ဒုတိယကိုနောက်ပိတ်တဲ့နှစ်ထဲမှာလည်းပဲတဲ့ လေးတစ်ရှည်ရွယ်လေးတစ်ရှည်ရွယ်ကစားတယ်တစ်ကြိမ်ဒီမှာကိုယ်တုံညာရှည်ရွယ်ကိုယ်တုံညာရှည်ရွယ်နှစ်ကြိမ်ကစားတယ်နော်နောက်တတရကိုယ်နောက်ပိတ်တဲ့နှစ်ထဲမှာလည်းအဲ့လိုပဲတဲ့သူကဒီမှာသူကငါးတုံညာရှည်ရွယ်ကိုငါးတုံညာရှည်ရွယ်ပဲကစားတယ်နော်နောက်တစ်ခါ66ရှည်ရွယ်ကို66ရှည်ရွယ်နှစ်ခါထပ်ကစားတယ်နော်အခုဒီနှစ်ထဲမှာသူကကိုယ်နောက်ပိတ်တဲ့နှစ်ထဲမှာရှည်ရွယ်ထပ်တာမလာသေးဘူးနော်အဲ့တော့ဒီဘွဲမှာရှည်ရွယ်ထပ်မယ်လို့မှန်းတယ်နော်ကျွန်တော်ကဒီတလေးရှည်ရွယ်ဒီဘွဲမှာထပ်လိမ့်မယ်လို့မှန်းတယ်နော်ဘာလို့လဲဆိုတော့သူဒီရှည်ရွယ်ထပ်တော်မယ်ဆိုရင်လည်းသူ့ရဲ့ ီမှာကိုးထိတ်ထောက်ပြီးကမှသူကရှည်ရွဲတွေထက်တာနော်အဲ့ကြောင့်မလို့ဒီမှာလည်းပဲကိုးကိုးထိတ်ထောက်ထားတယ်နော်ရှည်ရွဲထက်အဲ့တော့ဒီပွဲမှာရှည်ရွဲတလေးရှည်ရွဲထက်ကြလိမ့်မယ်လို့ယူဆလို့ကျွန်တော်ဒီကနေ့နှစ်ခွက်ကိုထက်ပြီးတော့ထုတ်ပြရအောင်နော်ကြိုက်တဲ့လူကထိုးထားပါမယ်ကြိုက်တဲ့လူကကြောသွားပါဗျာနော်အားလုံးပဲကိုလက်နော်ကံကောင်းကြပါစေနော်